ကျွန်ုပ်တာဝန်ထမ်းဆောင်သည့်ကတားမျိုးမှာအလွန်တရာတာယာလှပပါရီကတားမျိုးကိုနောက်ခံထားပြီးတော့ဖက်ဆုတောင်းတန်းစိန်ညူညူကြီးကမြို့အကြီးကိုကလနာတတ်ထားပါရီ AR မြေကန်ကို အမိပြွေတီထားတော့ကတားမျိုးအားမြေရဲ့အတွင်းကမျောကြည့်တယ်ပို၍တာယာပါရီမြို့ပကန္နလန်တွင်ကတားမျိုးဤကြက်သေးဆောင်မဟာလေးဓာတ်စီတော်မြစီတည်းနေ ရွှေကူကြီးဖရာတို့ကိုရွှေရောင်တင်းဝင်းနေကြီးညိုဘုရားဖူးတူရပါ යි ထို့ပြင်စိတ်ကနိုင်မတော်များလေးများခီးသက်တင်သိမ်းပေါ်များလည်းစိုက်ကထားသည်ပြည်ညနေစည်းစားတွင်လွန်စွာမှစီကားตาရလှပပါ යි ရှိအခါကကတာမြို့ကိုကန်းသားဟုခေါ်ခဲ့ကြပါ යි ရှမ်းမသာစကားပြီကတ်စားဟုခေါ်ပါ යි ကတ်စားဟုသည်အတိတ်ပဲမှာ မိုင်းသာဈေးမျိုးဟုအတိပေးရပါသည်။ကသာကြားမျိုးဟုလည်းခေါ်တွင်ခဲ့ကြောင်းသိရပြန်ပါသည်။မြန်မာတက်ကရီ395ခုနှစ်တွင် ပကံမြီအညောဓာမင်းစောတီကလေးကင်းမြို့ကြီး53မြို့နှင့်ကသာမြို့သည်တမြို့အပါဝင်ဖြစ်ပါသည်။ထိုစဉ်ကကင်းမြို့များဖြစ်ကြသော မိုတာရင်းငယ်မြို့တို့မှာမူယခုကတွင် ကသာမြို့ကြီးအနီး၌ရွာများအဖြစ်သာကျန်ရှိနေပါသည်။ ကမာမြို့၏မြောက်မြတ်တွင် ကချင်ပြည်နယ်မိုးကြီးမြို့နယ်အရှိဘက်တွင် ရွှေကူမြို့နယ်နှင့်ရှမ်းပြည်နယ်မမေးမြို့နယ်တောင်ဘက်တွင်ထီးကျိုင်မြို့နယ်တို့ကဝန်းရံနေသလိုအနောက်ဘက်တွင်လည်းအင်းတော်မြို့နယ်ကတည်ရှိနေပါသည်ကတာမြို့ဟာစေညုပြောင်းနေသောမင်းဝန်တော်နှံဖက်ဆွတ်တော်နှံကြီးနှင့်လွယ်ကူးတော်နှံကြီးတို့ကကြောထောက်နောက်ခံဝန်းရံ၍မြောက်ဘက်မှာတောင်ဘက်သို့သွယ်တန်းပြီးတော့ တဘာဝလက်ဆင်တာပါ रे ကသားမျိုးမှာရေမြေကြောတော့စိတ်ဆန်းပေါ်၍ရာသီဥတုညီညွတ်မြတ်တာသောမြုပ်တမျိုးဖြစ်ပါ रे တောင်းလန်းကြီးများနေစင်ကြီးရောမြနဲ့လေကျွန်းပြင်ကရုံအင်းကញင်းရင်းမရမနေယုံစသောအဖိုးတံတင်များကနေပြောက်မထူအောင်ပေါက်ရောက်နေကြပါ रे ရင်းတတော်ကြီးများအတွင်နဲ့အဖိုးတံသုံးဝင်သောဝဘိုးမျက်စံချင်း ်ဝါပြူနင်းတင်ဝါကျတောင်းဝါဝနေဝရားများလေရောရှဲပေါရောက်နေပြန်ပါလေမြို့နေအရှိပိုင်းအေယော်ရီမြစ်ကြီးအရှိပဲကန်တွင်ရန်ရုံမှတောင်တန်းကြီးနှင့်ဆက်ဆံနေပါလေကုန်နေစင်ကျင်ရောတော်များနေမြေပြန့်တော်များနိုင်မူမကရေချင်ရသေော်ပင်နေတစောင်းပင်များနေရာမလပေါရောက်နေကြပါလေမြို့နေလေးပုံသုံးပုံမှာ တက်တော်ချင်းများဖြင့်ဖုံးလွှမ်းနေပါသည်။ထို့ကြောင့်ကသာမျိုးမှာရာသီဥတုညီညွတ်မြတ်တဟန်တူပါသည်။ကန္နာတွင်ကျွန်တော်တို့၏တက်တော်ဘူတဲရှိပါသည်။တက်တော်ငါတွင် inspiring ပုံဟုခေါ်သော ယူပုတ်ကလေးများလည်းရှိပါသည်။အရာရီမြင့်ကြီးတွင် အထက်အောင်ဆုံဆန်သွားလာပြီးတော့တက်လုံငါများကိုစစ်ဆေးရန်ဖြစ်ပါသည်။ကျွန်တော်တို့၏တက်လုံငါရုံးများကတော့မြို့နောက်ပဲတက်မတော်လမ်းတစ်ဖက်တစ်ချက်တွင်ရှိပါသည်။ ကျွန်တော်တို့အင်္ဂလိပ်များနဲ့တတော်လုပ်ငန်းဝင်အတွင်း၌ရှိပါသည်တတော်အရာရှိများလာလေတတော်ဖို့နဲ့တွင် နေရာထိုင်ခင်းပြီးဧည့်ခံရပါသည်ကသားမျိုးတွင်တစ်လုပ်ငန်းသုံးဗိုလ်တန်းတစ်လုံးရှိပါသည်ကျွန်တော်တို့လည်းရန်ဖန်ရန်ခအသုံးပြုပါသည်ကနလန်ဗိုလ်တဲ့အပြင်တခြားတစ်ခုမှာ AR မြစ်ကြီးအရှိတ်ကန်းတွင်ရှိနေရင်ခဲကျိုးဝိုင်းတစ်တော်ဗိုလ်တဲ့ဖြစ်ပါသည်ချိုးဗိုလ်တဲ့အနေ၌တစ်လုပ်ငန်းသုံးရန်နေရာနေမတော်ရင်အလုပ်ယုံလည်းရှိပါသည် တက်တော်လုပ်ငန်းတော့မတော်ရင်များထရှိရနေရလဲဖြစ်ပါတယ်။အရှိဘက်တွင်ရင်ငယ်ကျူဝိုင်းတော့ငအိုးနမဲကွန်ချောင်းစင်ကုံတက်တော်ကျူဝိုင်းများရှိပြီးတော့အဖိုးတန်တက်မာများထွက်ပါတယ်။အနောက်ကသာတစ်ထုတ်လုံရီတွင်မြစ်စင်နဲ့အင်းမော်နဲ့မော်လုံးနဲ့ဗမော်မြို့နယ်တို့ဖြစ်ကြပါတယ်။စံချိန်မီတက်မာများထွက်ရှိတော့ကြောင်းကသာမြို့မှာတက်လုပ်ငန်းတွေနာမည်ကြီးပါတယ်။ကျွန်တော်ဤတောင်မှာတက်ခွက်များတော့ တပတ်နဲ့ချင်းဆင်းပြီးတော့စစ်ဆေးရပါတယ်။ထူးခြားဖြစ်စဉ်ပေါ်ပေါက်လာပါကလေ။ကျွန်တော်တို့အုတ်ချူရသည် စကိုင်းတိုင်းအတွင်ရှိတစ်ကွက်များသောအရေးပေါ်ဆင်းရမှာပါ रे ။အရှိကသာတွင် ရင်ငယ်ကျွိုင်းငို့နာမဲကုံချောင်းစင်ကူအင်းတောင်ကြောက်တောင်ဟင်းသာမြတ်တောင်ကျွိုင်းတစ်တော်များဖြစ်ကြပါ रे ။ကျွန်တော်၏လုပ်ငန်းများမှာရာသီမွေမြင့်ချောင်းနှင့်တော်တွင်တို့သွားလာရသည်ဖြင့်ကျွန်တော်ဝါသနာပါသောတစ်ခွပမ်းမြေစုတော်ကြီး ဆေးပင်ဝါပင်စုဆောင်ခြင်းနဲ့အမဲလိုက်ခြင်းတို့မှာလုပ်ငန်းနဲ့ဆက်ဆံတဲ့တပြေဝါသနာပါရလုပ်ငန်းဖြစ်လာပါတယ်ကျွန်တော်တို့တက်တော်ဌာနတွင်လက်နက်များအနေဖြင့်ဘရဂျီယာနိုင်ငံတို့တလုံးလုံးပြောင်းချော်ဂါနီယာသနာတသမသုံးသုံးကြသောအမေရိကန်နိုင်ငံလုံးပြောင်းရှေ့ရိုက်ဖက်သနာအင်္ဂလန်နိုင်ငံလုံးမောင်ဖုံနေစိုက်ပေါင်းနှလုံးမျိုးသနာတကြီးသနာဟုလည်းခေါ်တယ်သနာများလည်းရှိပါတယ်ကျွန်တော်ကြိုက်ဆောင်သည်ကတော့ ဘရက်ဂျီယာနိုင်ငံလုံးတသမ3ခုကမဂနာရိုင်ဖယ်ကြီးဖြစ်ပါတယ်။ရန်ကနေအားပြင်းထန်လာ၍စင်မစဲပြောင်းဆိုင်းတမင်းတရေတောဝယ်နေခြေဒီစိတ်ချလက်ချပြစ်ခတ်နိုင်ပါတယ်။ကျွန်တော်တွင် အရေးပေါ်အနည်းကသုံးပြုရန်တွင်အင်္ဂလန်နိုင်ငံလုံးစမစ်အန်ဝက်ဆန်ပြောင်းတို့6လုံးမျိုးသနကလေးလည်းရှိပါသည်။အသံကျလောင်၏အနည်းကပြစ်ခရာတွင်ထိရောက်မှုရှိပါသည်။သို့သော် ပြောင်းလို့တဏှာဖြစ်သည်ပြီလက်ကြည့်မှုရှိမှသာပြစ်မှတ်ကိုထိမှန်နိုင်ပါ रे ကျွန်တော်ဤလက်ရောက်အရာရှိဒေါအုံဇော်မင်းကတော့နှလုံးမျိုးကိုလက်တွေ့ပါ रे သူ့လက်ဆွဲတော့စိုင်မောင်နှလုံးမျိုးတဏှာအားနှစ်ချက်ဆွဲရင်နှကောင်တေချာပေါက်ရက်တတ်ပါ रे ကျွန်တော်ဤတပြေကျော်လက်နှစ်ဆက်စည်ရဲကလေးကြော်စင်ဝင်းကတော့ကျွန်တော်ကိုယ်တိုင်ဝိုင်း27စီမီအော်တိုငက်ပြတနာကလေးကပြီးထားတော့လေကင်ခဲ့ပါ रे သူ့လက်ဆွဲတော့ငက်တော့မရှိရှိလဲရပြီးတော့ ခြုံမြနေသည်ကြွဲကြူလောက်လေးကွာနေကသားမျိုးမှာနမကြီးပပဲဆရာအုပ်ချက်ကြီးပပဲဘုံတွေရှက်လိုက်မှခန်ကြီးအမဲလိုက်တမြောင်ကုန်တာကင်ဆောင်လေးရှိပါရီယနေ့မနေ့တန်တော်တို့အဖွဲ ARR မြည့်အရှိပဲခန်တို့ကူပြီးတော့ရင်းငယ်ကျိုးဝိုင်းစုံစုံအကွက်ကြီးအမ30တို့သွားရောက်စစ်ဆေးရမည်ဖြစ်ပါရီကျွန်တော်နေတောအုပ်စော်မီတို့တတော်ဝန်းအိမ်မှာကန်းရတော့မနေ့စစောယူနီဘောင်းဝင်ပြီးတနတ်ထင်ကစင်းကြပြီးတော့မနေ့9နိုင်တွင်ရွှေကန်းတော်လက်ဖက်ရည်ဆိုင်တွင် ချင်းဆူထားသည်တိုင်းသွားရောက်ကြရတပြည့်ကျော်ကျော်စင်ဝင်ကအသင်ဆောင်ကြုံနေပါ යි သူ့အပြင် အတွင်းကအင်ဂျီမပါပဲနဲ့ကချင်းအင်ဂျီရင်ခွဲကိုသာဝတ်ထားပြီးတော့အောက်တွင်ကာဝန်လလုံးပစိုးလလုံးအကွက်မပါတော့သောလုံကြီးကိုဖုံးကြီးသဲမိုင်လိုလှည့်ပြီးသူတို့ဝတ်ထားသော လူတဦးကိုလည်းတွေ့ရပါ යි အသက်က40ချွန်းကကရုံးစတော်စမင်းနဲ့အရပူတော့လေဘလကောင်းပါတယ်သူတွင်တရွက်ကြီးကြီးဓာရှိကြီးတချောင်းကိုလည်းနောက်ကျော်တယ် လိုင်းတစ်ခုနဲ့တူဆက်လက်သွားရင်လိုရထားပါရယ်ဆရာတို့လာကြပါထိုင်ကြပါဦးဘာဆမ်းပါလဲကျုပ်ထမင်းကြောင့်နဲ့မလိုင်းလက်ဖက်ရည်ပဲမလားသူကကျွန်တော်ရဲ့မိတ်ဆွေကိုင်အင်းနေပါမနေ့ကညနေကမှကျွန်တော်အိမ်ကိုရောက်လာလို့အိမ်မှာအိတ်ခိုင်ပြီးတော့ဒီနေ့မနေ့မှတောဆင်းကြမှာမလို့ခေါ်ထားတာပါသူကရင်ငယ်တော်ကြီးထဲမှာမွေးတာတားကောင်းအရှာရမ်းတော်ပါရင်အမဲလိုက်မုတ်ဆိုးလဲလွတ်ပါရင် မုတ်ဆူအဖွဲကငိုင်းလေလမ်းပြပါတယ်။တပွဲစားအင်းဒီလို့လည်းခေါ်ပါတယ်။သူလမ်းပြရင်သားကောင်မရတဲ့နေ့မရှိဘူးဆရာ။ကိုင်းနီဒီကဆရာတွေကတစ်တော့အေးပိုင်ဦးနေအောင်နဲ့တော့ကိုစော်မင်းပါ။ကျွန်တော်ဆရာတွေပေါ့။တော်ရဲတောင်းလဲကိုသွားနေကြအမဲလိုက်မုတ်ဆူလေး။အတွေ့အကြုံများပြီးတော့တော့ကောင်မောင်းဆုံးပြစ်ဖူးပါတယ်။ဆရာတို့ကိုတွေ့ရတာဝမ်းသာပါတယ်။ငါကလည်းတော့ပြုံတယောက်ပဲ။ကိုင်းနီက တပွဲစားမဟုတ်ဆုံးကို ကချင်လူမျိုးထင်ပါတယ်။နာမည်ကတော့ဘိုးဆန်တယ်လို့ပဲနော်။ကျွန်တော်တို့လက်ဆွဲနှုတ်ဆက်ကြပါရဲ့။သူ့လက်ကြီးမှာကြီးမားပြီးတော့အတော်ကြမ်းတမ်းတန်မာပါရဲ့။အသားကတော့နှိဆက်စားကျင်းနီရောင်ပေါင်နေပါရဲ့။ရာသီဥတုအမျိုးမျိုးတန်ကိုခံနိုင်သည်လူစားမျိုးဖြစ်ပုံရပါရဲ့။ငါ့ကိုလွတ်လပ်ရက်ခါစားရောင်စုံသုံးချမ်းသူတွေထကြသွားချမ်းစဉ်ကာလမိဘတွေပုံအောင်နေတော့ကအင်မင်တော်ထဲမှာမွေးခဲ့တာ။အဲ့ဒီအချိန်က နှွေနောင်ပိုင်းအပင်တွေရွက်နှုတ်ဝင်နေချင်းအင်မင်ပေါ့နီရဲတွေကြားထဲမှာမွေးကြတာမလို့အင်းကြီးလိုငှောက်ကိုနာမည်ပေးခဲ့ကြတာဒါနဲ့တပွဲစားဆိုတာကရောဗျဘယ်လိုမျိုးခေါ်ရလဲတပွဲစားဆိုတာကဒီလိုပါငါအွေရောက်တာနဲ့မိဘကိုကူညီရတယ်အဖေကချင်းခုန်သမားငါးရှာဖားရှာတော်ထဲမှာတက်စည်းတည့်ရရှာတယ်အမေကခေါင်းရွယ်ပြတ်ထူကြီးတယ်ငါအွေရောက်တာနဲ့ အဖေအမေနဲ့တူတော်ရဲတောင်ထဲမှာကျင်းလဲနှက်ဆက်တော်တာပဲငါတော်ရဲတောင်ထဲမှာမွေးလို့လားမသိဘူးတောတောင်ကိုချစ်တယ်တောတော်ရေးဆောင်တွေကိုလည်းစိတ်ဝင်စားတယ်ဒါပေမဲ့ဒီတောကောင်တွေအသားကစားလို့အရသာရှိတာမလို့ငါငယ်ကလေးကလေးခွက်ကင်ပြီးတော့ငှက်လိုက်ပြတယ်နည်းနည်းကြည့်လာတော့ဒူးလေးကိုကင်ပြီးတော့အမဲလိုက်တယ်တောကောင်သားရောင်းလို့ရတဲ့ဝင်ငွေကအမေအသေးရွယ်ခူးပြီးတော့ရောင်းလို့ရတဲ့ဝင်ငွေထဲပိုးရတယ်လေတောဆောင်တာတောင်ဆောင်တာတွေက တောထဲမှာမွေးခဲ့တဲ့ငါကိုချစ်လို့အထူးအခွင့်အရေးပေးထားလာတော့မသိဘူးတောထဲကိုဝင်လာနဲ့တောကောင်မရတဲ့နေ့ဆိုတာမရှိဘူးအကောင်ငယ်ရနဲ့ကြီးရပါပဲကွာတယ်ငါလည်းတောထဲတောင်ထဲကိုရောက်လာနဲ့ပုံမစိုးရုပ်စိုးတွေကိုစာအုပ်စာပြားနဲ့ပူဇော်ပသလေးရှိတယ်တောတော်ဆိုတာကငါရဲ့အမိဖဆိုလေမန္တာပဲလေကွာအဲ့ဒါကြောင့်လားမသိဘူးတောထဲတောင်ထဲကိုရောက်လာနဲ့မူချင်းပဲအနားမှာရှိတယ်လေပြောင်းအောင်ပဲအပြင်မှာရှိတယ်လေတောကောင်တွေ ဘယ်ကြောင့်မှရှိတယ်လဲဆိုတာကိုငါအလိုလိုသိနေတယ်။အခုအသက်ကြီးလာတော့အမဲလိုက်အဖွဲတွေကငါ့ကိုလမ်းပြငားကြတယ်။အမေရမရှိရကြတယ်။ဒါကြောင့်ငါ့ကိုတပွဲစားအင်းလေးလို့ခေါ်ကြတာပါ။ကိုအနီနဲ့တွေ့ရတာဝမ်းသာတယ်ဗျာ။ဒီနေ့ကျွန်တော်တို့အဖွဲတွေရင်းငယ်ကျိုးဝိုက်အကွက်ကြီး30ကိုစစ်ဆေးဖို့ကြိုးစားကြမှာပါ။အဲ့ဒီမှာတစ်ခုသမားသတင်းလဲရထားလို့တောင်းဝင်ပြီးတော့အမဲလိုက်လိုက်ချင်းနေ။အချင်းကတိတ်မရဘူးဆိုတော့တိုးကောင်ပေနားမှာရှိတယ်လဲဆိုတာကို ။တေချာပေါင်းသိမှဖြစ်မယ်။အဲ့ဒါကိုရင်ဒီလမ်းပြပေးနိုင်မလား။အဲ့ဒါကငါအလုပ်လေး။ငါ့လမ်းပြကတော့ပေးရမယ်နော်။ဟုတ်ပါပြီ။ပေးပါမယ်။ဘလို့ပေးရမှာလဲပြောပါဦး။တော့ကောင်ရရင်ငါ့နရွက်တလဲ။ပေါင်းနှချောင်းနဲ့ငွေတရာချပေးရမယ်။တော့ကောင်ရရင်တော့ကပေးရမယ်နော်။နရွက်တလဲဆိုတာပါလေးပြ။ဂျန်နရီကိုတော့နားလေပါလေ။နရွက်တလဲဆိုတာက ရလာတဲ့ဒေါကောင်ရဲ့နေရွက်ကို နောက်ပြန်လဲချလိုက်ရောက်တဲ့နေရာခေါင်းအောင်ပိုင်းလယ်ဘင်းကိုငါဖြတ်ယူမယ်သုံးကောင်ရရင်သုံးကောင်ဖြောင်းမယ်ကျင်းရသလားကျင်းရပါလေကဲမဟုတ်စားလဖက်ရည်တောက်ပြီးတော့သွားကြတာပေါ့ကျွန်တော်တို့စားတော့ကြပြီနော်စိတ်ကန်းတို့ဆင်ကြပါလေစိတ်ကန်းနိုင်စေးလေးကြော်စင်ဝင် အသည့်စီစဉ်ထားတော့ယူဖို့ကလေးကစောင့်နေပါလေကျွန်တော်တို့ ARM ရဲ့အရှိပြကန်းတို့ကူးခဲ့ကြပါလေစောင်းကော နွေကူးကာလာဖြစ်၍လေယူးကမြူးနေပါ रे မတော်ဘောလေစထွက်တဲ့နေ့မြစ်ပြင်ကိုဖြတ်တန်းတိုက်ခတ်လာတော့လေနုလေအေးကလေးကကျွန်တော်တို့ဟာကြည်နုချမ်းမြေစေပါ रे ဆက်ငါမနေကအကြတွင်တစ်ဖက်ကန်းတို့ရောက်တော့ကဲမပေါ်တွင် ဖော့မျိုးစာကောင်းတော့တစ်တိုက်ကားကြီးကအစင်းသိမ်းဆောင်နေပါ रे ကျွန်တော်ချောင်းမိုက်ကျော်ကဝေးတော့အကွက်ကြီး30တို့ဆက်လက်ထွက်ခွာလာခဲ့ကြပါ යි တချို့ဒေါ်လာပြေပြီးလမ်းကကျန်ပါ යි ချောင်းမိုက်ကျော်ကခရီးကို တနိုင်ကမောင်းရပါတယ်ဖုံးလုံးကြီးကတော့အနောက်ဘက်တွင် အလိုက်လိုက်ကျန်ခဲ့ပါတယ်အကွက်ကြီး30ရတော့ကျွန်တော်ခိတနားကြပြီးတော့တစ်လုံးကစစ်စစ်ရပါတယ်ဆင်များကျွေးများဖြင့်တစ်ဆွဲပြီးတော့တစ်ကကြီးများပေါ်တော့တစ်တင်နေကြပါတယ်ကြောင်းရင်ပိုင်းမှာလည်းတစ်ခုံတန်းတစ်ပင်လဲတံများကိုကြာနေရပါတယ်တစ်လုံးများ ကားတင်ရေးချပြီးတော့ဖောင်းဖွဲ့ပြီးရွှေလီမြင့်ပါတစေအေယော်ရီမြင့်တွေကိုမျောချပြီးတော့ကတာမျိုးနဲ့ မြန်မာလေးမျိုးများတို့တင်ပို့ရခြင်းဖြစ်ပါသည်။တစ်ခိုးသမားများတထင်အားစုံစမ်းရာတစ်တော့ဌာနမှာခုတ်လဲပြီးတစ်များအားညပိုင်းတိုင်းဖောင်ဖွဲ့၍ခူးယူနေကြခြင်းဖြစ်ကြောင်းသိရပါသည်။လက်နက်များလည်းပါကြောင်းသိရသဖြင့်ညပိုင်းအဆောင်ချထားရန်ကိစ္စအားလက်လျှော့လိုက်ရပါသည်။ရဲအဖွဲ့နှင့်တစ်လုံးကအဖွဲ့ပေါင်းပြီးနေနေမှသာဖြစ်နိုင်ပေမည်။ထို့အတွက်လည်းအစဉ်စဉ်ညနိုင်ရပြီးအုံလုံးမည်ဖြစ်ပါသည်။တိကျစကံကကျွန်တော်တို့အားနှိမ့်လေစွာကြွေးပါရီး ခြေသားဟင်းနေတော်ဟင်းရွက်ကြောစင်မျိုးသည်ချင်းရင်ဟင်းတို့ဖြစ်ပါ रे တော်စာတောင်စာဖြစ်တော်လဲလက်ရပြောင်းရင်စားကောင်းပါ रे ဒါမင်းစားပြီးတော့လေအခါကြီးကြကြနေခြေသားခြောက်ဖို့နေလက်ဖက်တော့ကို စားရပြန်ပါ रे ကိုင်းနီအလုတ်ကိစ္စတော့ပြီးပြီဗျာနေမိုးတဲ့တော့အချိန်နဲ့သိမ့်မရတော့တောကောင်တေချာပေါက်ရအောင်ဘယ်တောကိုဝင်ဘယ်ကောင်ရနိုင်မလဲသာပြောပါတပွဲစားကိုင်းနီကခေါင်းကိုမော့ပြီးလေထဲတွင် အနံ့ခံပါတယ်။ပြီးနောက်မျက်စိမိတ်ဝေစဉ်းစားပါတယ်။ခဏကြာတော့မှအကွက်ကြီးလေးကိုသွားမယ်။အကွက်အလယ်မှာကငင်းမြူပင်ကြီးတပင်ရှိတယ်။ကငင်းမြူကြီးအောက်နာကမြောင်မုတ်ဆွေမြူကြီးအရှိပဲမှာဒုံဒုံကပြောတော့ရှိတယ်။အိမ်နာမှာဝဲလူအိုင်ရှိတယ်။ဒေါ်ဝဲရွှေလုံးနေတယ်။ပြစ်မယ်မလား။ဘာကောင်းရပြစ်မယ်လေ။ဒေါ်ဝဲဆိုရင်ပူရောကောင်းတာပေါ့။နှွေးပေါက်ရတယ်မလို့ဒေါ်ဝဲကရှာလို့ တော့ဝဲတော့မစားလဲကြာပြီကဲအဲ့ဒါဆိုရင်တွားကြစို့ရှာတို့တေချာပေါ့ပြည့်ရစင်မယ်ကျွန်တော်တို့တိတိုက်ကားကြီးပြင်ပြန်ခဲ့ကြပါတယ်တတော်တွေကထွက်မှာတပေါင်းနေမှာပူပြင်းလာပါတယ်တော်တယ်မှာတော့သိရဝါရေးကြောင်းအေးမြနေတဲ့ပြည်မသိတာပါတိုက်ခိုက်လာတော့လေကလည်းဖုံးဖုံးများနေတူပူပြင်းနေပါတယ်အကွက်ကြီးခုံတော့မြောင်ပြီအကွက်ကြီးရှေ့ကိုအစုံလိုက်ကိုယ်အင်းကြီးကကားကိုရက်ခိုင်ပါတယ်ကျွန်တော်တို့ တနတ်များကိုထိုင်ပြီးလမ်းလျှောက်ရပါတယ်။အကွက်ကြီးခွန်အဆက်တို့ရောက်တော့ကိုင်းဒီကရှေ့ကဥဆောင်ရေးတော်ရဲကိုဝင်ပါတယ်။နှွေးဘောက်ကာလာဖြစ်ပြီးတိရွက်ချီများကတစ်တော်ရနိုင် ပြန့်ကျဲနေပါတယ်။ကိုင်းဒီကဖက်နှက်ဝတ်မထားသဖြင့်ခြေတန်လုံးတော့လေကျွန်တော်တို့ကဒေါ်စီဖက်နှက်များရှိသားသဖြင့်တိရွက်ချောင်းနဲ့တက်ကန်းချောင်းများအားနေမိတိုင်းအတန်ထွက်နေပါတယ်။ထို့စဉ်ကိုင်းဒီကခိတ္တရလိုက်ပြီးရောရှာတော့ကမောက်ဆိုးရီဆို ဘာကြောင့်ခြေတံမလုံးလာလဲခြေပြားချပြီးမှတလန်းချင်းဖြည်းဖြည်းနေမှာငါနဲ့ခက်လက်လန်းကလိုက်ခဲ့ကြဟိုရှိမှကငင်မြူပင်ကြီးကရှိတယ်နင်းနေပြီတတိထားပြီးတော့ရှောက်ကြပါသူဆက်သွားတော့ကျွန်တော်တို့နောက်ကတဖြည်းဖြည်းလိုက်ရပါတယ်သူပြောတော်တော်ပြီအောက်ခြေရှင်းသောတောဖြစ်သဖြင့်လွတ်နေဖက်ကရှိကငင်မြူပင်ကြီးကိုအဝေးမှပင်လမ်းမြေနေရပါတယ်တပွဲဆိုင်အတွေ့အမြင်လားရင်ငယ်တော်ကြီးအနံသူရောက်ဖို့သဖြင့်တိနေတော်ကြောင့်လားမသိပါ ူပြောသလိုပဲကញင်မကြီးအောင်နဲ့လည်းကြီးမတော့ညောင်မိုးစိတ်ပင်ကြီးကိုလည်းမြင်ရပြန်ပါတယ်ကိုရင်ဒီကညောင်မိုးစိတ်ပင်ကြီးအားကတ်၍မျောကြည့်နေကျွန်တော်တို့ကကောင်းကြီး၍အချက်ပြပါတယ်ချက်ချင်းပင်ကျွန်တော်နဲ့ကိုစော်မင်းတို့ကိုရင်ဒီကအလဲထားပြီးလက်ဝဲလက်ရဖြန့်တဲပါတယ်တော့ဝဲပြစ်မိဖြစ်ပြီကျွန်တော်တို့အတွေ့အကြုံရပင်စင်ကြည့်ပြီးတော့အကာအွယ်ကောင်းစီတစ်ပင်များကိုရှာပြီးတော့နေရာယူလိုက်ကြပါတယ်မမသည်ကိုရင်ဒီကြွေး နမိတ်ဖခဲ့တယ်လို့ပင်အရှိပဲတောင်းကပြောအနေရှိဝက်လူအိုင်တွင်တောဝဲမလေးကောင်ရှင်လုံးနေပြီးတော့ဝက်တော်ကြီးကကုန်းမော်တွင်ပတ်ချလက်၍ကင်းဆောင်နေပါတယ်ကျွန်တော်တို့အချိန်မဆိုင်တော့ပါနေရာယူပြီးဒီနေ့အသေးချာချိန်ပြီးထုံးစံတိုင်းကျွန်တော်ကဝက်တော်ကြီးကိုသုံးခုကမဂနိဒရိုင်ဖယ်ကြီးပြလကောင်ကိုစော်မင်းကသူ့ဤလက်ဆွဲတော်ငါရနှလုံးပြုပြလကောင်ချိန်ပါတယ်အသေးဖြစ်တဲ့နေ့ကျွန်တော်က အချက်ပြလိုက်ရဒန်းတိုင်းဟူသော တနတ်တန်သုံးချက်ကြားလိုက်ရပြီနော်ဖွက်သိုးကြီးမှဖင်ထိုင်လေးကြားပါရင်ဖွက်မှနှက်ကောင်းပါတော့ရွှေအနေနဲ့ဒဲကြသွားပါရင်ကြက်ဝက်မှနှက်ကောင်းကထရွေပြေးပါရင်ကျွန်တော်ဤပြစ်ချက်မှာတေခွင်းကိုထည့်ရမတူကြိုက်တရားတွင်ပြစ်မှဖြစ်တော့လေဖွက်သိုးကြီးမှရုတ်တရက်လှုပ်ရှားလိုက်သည်ဖြင့်ကျွန်တော်ချိန်ထားသောနှလုံးနေရာရှစ်လက်နောက်သို့မထိပဲနဲ့ဝမ်းမိုက်အားမှန်သွားပုံရပါရင်ဖွက်သိုးကြီးမှမိရာကောင်းရွှဲကြီးတဲ့ဘွယ်တဟုံလိုပြေးချလာပြီးတော့ကျွန်တော်တို့တသန်းသမန်သူဤအလဲ ်ညောင်မုတ်စိပင်အောက်တွင်ရပ်နေတော့ကိုအင်းဒီကပြေးပြေးပက်ပါရယ်ကိုအင်းဒီကလည်းလင်းမြန်စွာပင်သူ့ရှိတွင်ကိုင်းကြနေတော့လက်မောင်းလုံးကန်ရှိညောင်မုတ်စိကန်အားခုံ၍ဆွဲလိုက်ခြင်းညောင်ကန်မှာကိုအင်းဒီကိုလေးကျင်ကြောင့်ညွန့်ကြလိုက်ပြန်တက်လိုက်ဖြစ်နေစီဖွက်သူကြီးကပြေးထူပါရယ်ကိုအင်းဒီကရှော့ပါရယ်ဖွက်သူကြီးကလည်းမပြေးပတ်ချလက်လက်ပြီးတော့ချောင်းနေပါရယ်ထို့စဉ်ကျွန်တော်နဲ့ကိုစော်မင်းကတနမြကြီးတဲ့လည်းပြည့်ရန်ချိန်နေလိုက်စဉ် ဆရာတို့မဖြစ်နဲ့မဖြစ်နဲ့ငါမှန်လိုက်မယ်အသာနေကြပါငါဖာသာငါလုပ်မယ်အသင့်ဆောင်နေကြချောချင်းကိုရင်ဒီကသူ့နောက်ကျော်ပြန်လွှဲထားတော့ဒါပဲကြီးကြီးဓာရှီဟာဆွဲထုတ်၍ညောင်ဝိုင်းပြန်ကြဝက်တော်ကြီးကသူ့အကောတွင်တအားကုန်ခုတ်ချလိုက်ပါ၏တော်ဝကြီးကောင်းတွင်တန်ရရရွေ ထွက်ပြေးတော်မှာကျွန်ုပ်အသေးချချင်၍ချက်ကောင်ကို ပြစ်ချလိုက်ပါ၏ဝက်တော်ကြီးပြေးတော်အရှင်ကျွန်ုပ်ဤကြည်ရှင်တို့ကြောင့် တပတ်လည်ပြီးရှော့တိုက်ပြစ်ချသွားပြီးတော့ကញ្ញင်မျိုးကြီးဟာခေါင်းဆိုင်၍လဲပါရီသူချင်းကြမှာကိုယ်အိမ်ဒီမှာညောင်ငယ်ကလက်လွေပြုတ်ကြလာပါရီငါတပွဲစားလောက်လာတာကြာပြီ အခုလိုတခါမှဝက်လိုက်မခံရဘူးတော်တော်ညံ့နေဆရာတွေပဲဟောဗျာသူကျွန်တော်တို့ကပြစ်တင်တော့လေကျွန်တော်တို့စိတ်မဆိုးရပါသူ့ဝတ်ထားတော့ကောင်းဝင်လို့ပစိုးလို့လို့ဟာကြီးက ်ဂွေးလုံးကျွတ်ကြသည်ပြီ အလင်းများစောင့်ကြောင့်ထိုင်ချလိုက်စဉ်တသက်လုံးဖိုးသောမြတ်ကုန်းခါမပေါ်ဟုသောရှိရိုးစကားတိုင်းသူငယ်ပါငေါတော့မြင်နေရပါ ಬಿ ကျွန်တော်အလုံးအောက်ဤပြီးတော့ထိန်းသားတင်ကြကားပြီးမထိန်းတော့ဘဲနဲ့အားရပါရရေမိကြပါ ಬಿ ကိုင်းဒီမှာတစ်ဖက်သို့လည်၍မတ်တရပြီးတော့ကျွန်တော်တို့အာကြောပြီကသူဤကောင်းဝင်လို့ပစိုးလို့လို့ဟာကြီးအားကောင်းကောင်းပြီးခါတွင် ပြန်လဲရစ်ပတ်ပြီးတော့ပြုတ်ကျသွားသောမင်းကြီးဆီလိုက်နေကုန်းရဘူးတို့အားကောက်၍ခါးတွင်ပြန်လိုက်လိုက်ပါ၏သူခါးမှကျွန်တော်တို့အေးရရ၍ညနေဘိုးတက်ပြီးတော့ကိုင်းနီစိတ်မရှိပါနဲ့ဗျကျွန်တော်ဖြစ်တာချက်ကောင်းပဲဝတ်တူကြီးကရှေ့ကိုရွှေ့လိုက်တော့ထိကျလွယ်သွားတာအမတန်ဖြစ်ခဲ့တယ်ဗျနောက်ပြီးတော့ရန်ခုံနောက်ကိုလိုက်မထိုးပဲနဲ့အလဲရခမည်းကိုရွေးထိုးတာတော့အံ့ဩစရာကောင်းနေတယ်ဗျနော်ဟုတ်ပါရဲ့ ငါလည်းမကြုံဘူးပါဘူးဒီတက်ကအဖြစ်အပျက်ကအတော်ဆူတာပဲငါတခုခုမားသလားမသိဘူးတောဆောင်တာတောင်ဆောင်တာတွေကိုတော့တောင်းမွန်ရအောင်ပဲတောထဲမှာမွေးရပါပေါ်သွားတာကိုကျွန်တော်တို့ခိတထာရဲ့အနားယူကြရင်နေရေဘူးကိုမော်ရီတောင်းနေကြစီကိုယ်နီကဝတ်တော်ကြီးနရွက်နှစ်ဖက်အားဖြတ်ရွေးလကောင်အမီးပြဖြတ်ရွေးလကောင်အင်မပြစ်ထုတ်ပြီးတော့ကញ្ញယူမကြီးအောင်တွင်တင်မြောက်ပတ်တန်နေပါရီကျွန်တော်ခါကြတယ်မှာမိကျင်နေဆဲလိုက်တို့ကို ထုတ်ပြီးတော့မီနီရွေးဖွာပါတယ်။ဆက်လိုက်ဖွာနေစဉ်တက်ဆက်တဲ့900ဘူးကထုတ်ရဲ900နေပြန်ပါတယ်။ကိုယ်နေထိုင်ပြီးအနားယူနေစဉ်ကျွန်တော်ကြော်စင်ဝင်ကိုစော်မင်းနဲ့ကားဆရာတို့ကဝက်မာနကောင်ဟာကောက်ပြီးဝက်တတုတ်ကဝလုံးရှူရွေးထမ်းပြီးတော့ကငင်မကြီးအောက်သို့ရှူထားစဉ်ကိုယ်နေကမနိုင်မနှင်းပြေဝက်တို့ကြီးဟာကုန်းရွေးထမ်းပါတယ်။ပိတ်တာ60ကြောမြရှိမိဖြစ်တော့ဝက်တို့ကြီးကိုသုံးမနိုင်ပါရှာရော ဝတ်တော်ကြီးကိုငါပခုံးပေါ်ကိုတင်ပြီငါတယောက်လည်းထမ်းမယ်မလုပ်ပါနဲ့ကိုအင်းကြီးရေကျွန်တော်တခေါက်ပြန်လာထမ်းပါမယ်မရငါထိုးတယ်ဝက်ငါနဲ့အောင်ထမ်းမယ်ကျွန်တော်လေဦးဝတ်ကြီးခြေလက်တစ်ဖက်စီကိုမာပြီကိုအင်းကြီးရဲ့ပခုံးပေါ်ကိုတင်ပြရအလွန်သမာတောက်တင်သောကိုအင်းကြီးကဝတ်တော်ကြီးကထမ်းချသွားပါ ore ကျွန်တော်လေဦးဝတ်မနဲ့ကောင်ကိုတိတ်ွက်ကြီးခွန်အပြင်ပဲကာလာမအစတော့ထမ်းပြီး ချထားတော်လဲကိုရင်ကြီးကတက်ကွက်ကြီးအမရှိအဆက်တွင်ရထားသောကားပေါ်သို့အရောက်ထမ်းပို့ခြင်းဖြစ်ပါ၏ကားဆက်ကပြေးလိုက်သွားပြီကားကြီးကိုကျွန်တော်အနီးသို့မောင်းပြီးတော့ရှုလာပါ၏ကိုရင်ကြီးအပင်ပန်းခံလို့ဗျာကားလန်းစားရောက်ရင် ကားရှုပြီးတော့တင်းရုံပေါ့အခုတော့ဗျာအဝေးကြီးကိုထွန်းသွားပြီးတော့တင်းရတယ်လို့အံ့ရောဗျာရတယ်ဆရာအမြင်ကတ်လို့ငါလှုပ်လိုက်တာအပန်းမကြည့်ပါဘူးကျွန်တော်ဟုတ်များကားပေါ်သို့တင်ရင် လာလန်းအတိုင်းပြန်ခဲ့ကြပါရဲ့ညနေလဲစောင်းနေပြီရှင်ကပို့တဲ့နီမတော်ရင်အလွတ်ရုံရှိသောအရောက်နိုင် ကားအရက်စီပြီးတော့ကျွန်တော်ကဝဲမတကောင်ကအလွတ်သမားများစားရံတွေခြာခါရကျော်စိန်ဝင်းကခြာပေးနေစဉ်ကိုရင်နီကားပေါ်မှာခုံဆင်းလာပြီးတော့တားပါရဲ့ကိုရင်နီဘာဖြစ်လို့လဲဝဲနဲ့ကောင်တော့ကြံသေးတာပဲခမည်းကျရကောင်တကောင်ယူနေပါရဲ့ငါမယူစရာငါပြောပြီကောဝတ်သုံးကောင်ခေါင်းသုံးကောင် ပေါင်သုံးချောင်းနဲ့ငွေ၃00ကျောင်းကျရမှာဖြစ်မယ်။ကျွန်တော်လည်းမတားတာတော့ပါ။သူလို့တမရကူသာထိုင်ကြည့်နေရပါရင်။ကိုင်းဒီကဝတ်နေရတဲ့ဖက်အားနောက်တော့လက်ချရွေးတိုင်ပါရင်။ပြီးနောက်နရွက်တယ်လည်းရပါဝတ်လက်ထဲအားသူဤချက်မြလာတော့ကြောက်ကြည့်ပြီးတိတိကျကျဖြတ်ယူပါရင်။ပေါင်ရင်အားလည်းဖြတ်ယူနှချမ်းခွဲကပေါ်တချမ်းကူသာယူပါရင်။အမန်းစတွေတစ်ဖက်နဲ့တစ်ဖက်အလုံးညီမြပါရင်။ပူလည်းမယူလူလည်းမရတော့ တပွဲစားမှုတ်ဆူအိန္ဒိယကျွန်တော်တို့သဘောကျလာပြီးဝိုင်းကြည့်နေကြပါတယ်။ကိုင်းနီမနေ့ပြန်လဲတိုးလေချင်သေးရဲ့ခမရဒီနေ့ညတော့စားရင်တော့နေကျွန်တော်တို့စီမှာပဲအိပ်ပါမရစရာခအိမ်ပြန်ပြီးတော့ဝက်သားတွေကိုပို့ရအောင်ပဲငါမိမာနဲ့ငါသမီးကညော်နေပါမနေ့စောစောငါပဲအချင်းဘယ်လိုလားမလဲငါအရောက်လာမယ်ဒီမှာတော့မအိပ်နိုင်ဘူးကျွန်တော်အဖွဲစိတ်ကမ်းမှာဆင်ရွေး အနောက်ဘက်ကံတော်မတော်ဘုတ်ကလေးပြီးကူးခဲ့ကြပါ၏ကျောင်းဆောင်တိုင်းပြီးတက်တော်ဝန်းအိမ်တို့မပြန်ကြတော့ပဲနဲ့လှုပ်လို့များပဲပြီးကနလန်ဘူတဲတို့ဖွင့်ကတညလုံးချက်ပြုတ်စားတော့ရန်ပြင်ဆင်ပါ၏ထို့စဉ်ကျွန်ုပ်ဤတစ်ပြေးထမင်းချက်အောင်မူသူရတို့ခေတ္တဝပြန်သွားရမှာပြန်လဲရောက်ရှိလာသဖြင့်အလုံးအစင်ပြေသွားပါ၏အောင်မူမှာ အချက်အပြုတ်လဲကြော့ပါ၏ကားလဲမောင်းတက်ပါ၏တော့ကောင်များဖြတ်ခြင်းကိုကြွရင်တလုံးအမဲလိုက်လဲဝါသနာပါပါ၏ တိုးတော်သူကတနက်ပြစ်တော့မကြွန်းချင်ပါဘိုးတဲ့တွင်ဝက်ဖြစ်ရန်စီစဉ်ကြစဉ်ကိုရင်ဤပြဿနာပေါ်ပြန်ပါလေသူထုံဆောင်တိုင်းဝက်ကောင်းများမရက်တလဲယူရတွင်ဝက်မများတိုင်းပြဿနာမပေါ်ပေါက်တော့လေဝက်တို့ကြီးတွင်ပြဿနာပေါ်ပါရင်ဝက်တို့ကြီးနရွက်ထိပ်ပြအားဖြတ်တော်ပြီတော်ဆောင်တောင်ဆောင်နာတွေကို ပူဇော်ခဲ့သည်ပြီဝက်တို့ကြီးနရွက်နဖက်တွင် ထိပ်များပြနေပါလေစတိတဘောနေတလဲမစီကန်သာဖြတ်ခြင်းဖြစ်တော်လေသူပြောထားသည် နရက်တလဲဖျက်ရတွင်တလဲမှာခန့်စီလျှော့နေပါတော့တယ်ချောချောကျွန်တော်တို့ကကိုအင်းဒီအားနောက်ပြန်လို့တဖြစ်စရွေးနောက်ကြပါတယ်ကိုအင်းဒီခမရခရီးအတိုင်းပဲနော်နရက်တလဲအထီးပဲဖျောက်ပါပိုးမြူပါနဲ့ကိုအင်းဒီကခရီးတည်တယ်တိတိကျကျပဲအလွတ်လွတ်တာပိုးမြူပါအောင်ကိုအင်းဒီခမရလက်နဲ့ခမရချီပဲနော်ကြက်တလို့လောက်ပါကြက်တလောက်ယူပါဟုတ်တယ်ဆရာဆရာတို့စစ်ကြပါ ငါကလေးကိုငါမဖြတ်ပါဘူး။နေရွက်ပြတ်နေလေ။မိရင်းနေအတိကျကိုပဲငါတိုက်ယူမှာပါ။နည်းနည်းမှပိုးမြူပါဦးစိတ်ချပါ။ကျွန်တော်ကကိုနီယာခင်မီပြီးနောက်ပြောင်ပြောချင်းတာဖြစ်ကြောင်းကြိုက်တော့အသားကိုကြက်တလောက်ယူသွားနေကြောင်းပြောတော်လေ။လွန်စွာသစ္စာရှိပြီ။ဂရိတီတော်ကိုအင်းဒီကတစက်ကလေးများပိုးမြူပါ။အတိကျသာယူပါရင်။ဘော့သုံးကောင်တွေငွေ300ကျစားငွေ900ကျပေးတော်လေပိုးမြူပြန်ပါ။ငွေ300ကျကောင်တာအတိကျတောင်းယူပြန်ပြီပြရကျွန်တော်က စိုက်ကားငားပေးမိပြောတော်လဲလက်မခံမြပါသူနေထိုင်သည်နမိုင်ကျော်ကဝေတော်ပထမမြို့သည်တော်ညမိုးချုပ်ကြီးဝတ်သားတွဲမြအားဟောလုံးရှုထားလဲကုန်းချောင်းရှောက်ကပြန်လေပါရယ်ဟုတ်ကဲ့ပါဆက်လန်လေးကတော့ဒီမာရင်ပြီးဆုံးပြီပဲဖြစ်ပါရယ်ခင်ဗျာအစိုးရနေသားဆင်အားပေးခဲ့ကြတဲ့တွင်အားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါရယ်ခင်ဗျာအားလုံးပဲနောက်ဖြူတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ခင်ဗျာကျွန်ုပ်တောင်းဝန်